မလင်းဘေးအတွက်ကြိုတင်ပြင်ဆင်ရများကိုမြန်မာ information management unit မှတဆင့်ပြန်လည်မျှဝေထားပါတယ်။မလင်းဘေးအတွက်ကြိုတင်ပြင်ဆင်ရများတမိမိနေထိုင်ရာနေရာသည်မြည်သည့်ငလင်းစုံတွင် ကြရောက်သည်မြည်ကဲ့သို့ ပြင်ဆင်ထားသင့်သည်ကို လေ့လာထားပါ။နှင်းဘေကင်းလုံးကျုံသောနေရာလမ်းကြောင်းများကိုသတ်မှတ်ထားပါငလင်လှုပ်နေချိန်တွင် ပြုတ်မှုနေထိုင်ရမည့်နီလာများကိုမိသားစုဝင်များအားအတိပေးလေ့ကျင့်ထားပါ မိသားစုရင်းမတန်ဆွမ်းသူရှိပါက၎င်းအားလဲအချိန်ပေးပြီးစိတ်ရှည်ရှည်ဖြင့်ကြိုတင်လေ့ကျင့်သင်ကြားထားပေးပါ၃ပြိုကျပြုတ်ကျကွဲခြားနိုင်သောပစ္စည်းများ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန်ငြင်းမြန်အောင်ပြုလုပ်ထားပါ၄မိသားစုသုံးအရေးပေါ်ပစ္စည်းများအရေးကြီးစာရွက်စာတမ်းများကိုကြိုတင်ပြင်ဆင်ထားပါ၅မိမိအိမ်ခိုင်ရမှုကိုပုံမှန်စစ်ဆေးပြီးတောင်းတင်းခိုင်မအောင်ပြုလုပ်ထားပါ ငလင်လုံးနေစဉ်တွင် လိုက်နိုင်ရန်အချက်များတေကြောင်ရုံထိတ်လန့်မှု မရှိပါနဲ့တတိရှိပါတည်ငြိမ်မှုရှိပါနှင်းငါးစက္ကန့်အတွင်းအဆအုံအပြင်သို့ရောက်နိုင်မှာကပြေးထွက်ပါ မရောက်နိုင်မှာကဘေးကင်းသောနေရာတွင်ဝိကာကိုင်းပုံစံဖြင့်နေပါ ဝေဘေးအန္တရာယ်ကင်းသောနေရာတွင်ဝတ်နေပါကာ ခိုင်ခန့်သောစပွဲခုံဂရင်အောက်တွင်မိမိကိုယ်ကိုအကာအကွယ်ယူပါ။ကိုင်းခိုင်ခန့်သောစပွဲခုံဂရင်များကို မြဲမြံစွာကင်ထားပါ။သုံးမြင်မာပြီးပြိုကျနိုင်သောအဆောက်အုံတစ်ပင်တက်တိုင်းလျှက်စစ်မိကျိုးများနှင့်ဝေးရာ လေကွင်းကွင်းဖြင့်ဘေးကင်းရာသို့ရောက်အောင်သွားပါ။လေငလင်ကြောင့်ဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်သည့်အတွက်ကမ်းခြေသို့မဟုတ်မြစ်ကမ်းဆက်အနီးတွင် နေထိုင်သူများ ုံမြင့်မြင့်တို့ရွှေ့ပြောင်းထားပါမိမိပတ်ဝန်းကျင်ရှိမတန်ဆွမ်းမှုရှိသောမိသားစုဝင်များကိုလည်းလိုအပ်ပါကကူညီပြောင်းရွှေ့ပေးပါ၅မိသုံးပြုနေစဉ်ငလင်လှုပ်ပါကမိတောင်ငိမ့်ပါမိခလုတ်များကိုပိတ်ပါ၆ဆိုင်ကကစသည်တို့မောင်းနေနေခြင်းဖြစ်ပါကအရှိန်လျှော့ပြီးဘေးကင်းရာနေရာတွင်ရပ်ထားပါ။ငလင်လုံးနေစဉ်တွင်ရှောင်ရှားသင်းသည့်အချက်များ ။တင်းအဆောက်အုံထဲသို့မဝင်ပါနဲ့။နှင်းဓာတ်လေကားများအသုံးမပြုပါနဲ့။သုံးအထက်မြင့်တိုင်များမှ ခုံထွက်ခြင်းမပြုပါနဲ့။ငလင်လုံပြီးနောက်ပြုလုပ်ရန်အချက်များတီမိမိမိသားစုဝင်များကိုစစ်ဆေးပါမိသားစုဝင်များပျောက်ဆုံးသွားပါကသက်ဆိုင်ရာသို့အကြောင်းကြားပါနှင်းထိခိုက်ဒဏ်ရာရရှိသူများကိုစစ်ဆေးပြီးလိုအပ်သောအကူအညီများပေးပါ ို့မဟုတ်အခြားသူများထံမှအကူအညီတောင်းခံခြင်းများပြုလုပ်ပါ။၃သက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာသောသတင်းများကို စင်စစ်မပြတ်ရယူပြီးအကြံပြုချက်များကို လိုင်နာပါ။မိမိပတ်ဝန်းကျင်ရှိမတန်ဆွမ်းသူများအပါအဝင်သတင်းရယူရန် အခက်အခဲရှိသူများကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါ။ကောလာဟာလာသတင်းများကိုမယုံပါနဲ့။ လေမိမိအိမ်နှင့်ပတ်ဝန်းကျင်ရှိလျှက်စစ်ပစ္စည်းများပျက်စီးမှုများအားလုံးကို ပြန်လည်စစ်ဆေးပါ၅အင်အားကြီးမသည့်ငလင်လှုပ်ပြီးတိုင်းနောက်ဆက်တွဲငလင်များလှုပ်တတ်ကြောင်းတတိပြုပါ၆နောက်ဆက်တွဲဘေးအန္တရာယ်မီးပေးဆူနာမီ ရေကြီးခြင်းမြေပြိုခြင်းများကိုအထူးတတိပြုပါငလင်လှုပ်ပြီးနောက်ရှောက်ရှားသည်သည့်အချက်များ၈ ပြိုကျပြင်းစည်းနေသောအဆောက်အအုံဧရိယာတဲ့သို့မဝင်ပါနှင့်။နှင်းအဆောက်အအုံဤခိုင်ခံ့မှုကိုမစစ်ဆေးဘဲနှင့်လည်းဤသည့်အဆောက်အအုံထဲသို့မဝင်ပါနှင့်။၃မြေကမ်းမှာတောင်ဆောင်းများသို့မသွားပါနှင့် မြေပြိုနိုင်ပါသည်၄ဆဲရေလောင်ကံများအနည်းတွင် မနေပါနှင့်ဆဲကျိုးပေါက်ပြီးရေကြီးနိုင်သည်၅ တာဝါတိုင်းများမျော်စင်များအထက်မြင့်အဆောက်အုံများပြိုကျနိုင်သဖြင့်အနည်းတို့မသွားပါနှင့်မြန်မာနိုင်ငံ၏ငလျင်စုံများပြမြေပေါ်ငလျင်ပြင်းအားများနှင့် register scale မတိတာသောအခြေအနေဖြစ်ပါသည်နှင့်နှင့်လေးချား register scale လူချို့သတိထားမိသည့်အခြေအနေဖြစ်သည်၄နှင့်၄.၉ချား register scale လူတိုင်းလူလိုခံစားမိသောအခြေအနေဖြစ်သည်9နှင့်9.6ကြား register scale ခိုင်ခန့်သောအဆောင်တွင်မပြောပါလောက်သောပျက်စီးမှုတွေ့ရသောအခြေအနေဖြစ်သည်6နှင့်6.6ကြား register scale ခိုင်ခန့်သောအဆောင်တွင်မိသာသောပျက်စီးမှုတွေ့ရသောအခြေအနေဖြစ်သည်ခွန်နှင့် ခွန်တသမ6ကြား register scan ခိုင်ခံသောအဆောက်အုံတွင်ဆိုးရွားသောပျက်စီးမှုတွေ့ရသောအခြေအနေဖြစ်သည်ရှင်းနှင့်အထက် register scan ကြီးမားသောပျက်စီးပြိုကျမှုများတွေ့ရသောအခြေအနေဖြစ်သည်ငလျင်သည်အလျားလိုက်နှင့်အထက်အောက်လှုပ်ရှားနိုင်ပြီးငလျင်ပြင်အားအဆောက်အုံတိဆောက်ပုံတည်နေရာတို့ပေါ်မူတည်၍ပျက်စီးမှုများကွာခြားနိုင်ပါသည် German Federal နိုင်ငံခြားရေးယုံကြည်ငွေကြေးပံ့ပိုးမှုဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာချုပ်တင်ပြင်ဆင်မှုနှင့်တုံ့ပြန်မှုလုပ်ငန်းများတွင်မတန်ဆွမ်းသူများအ धिक အခန်းကဏ္ဍများမှာပါဝင်ဆောင်ရွက်စေခြင်းစီမံချက်မှာ e-video အစီအစဉ်မှာသည်